အားလုံးပဲမင်္ဂလာပါရှင်မြမဝိုင်းဒီ channel ရနေပရိသတ်များကြိုဆိုပါရယ်ဒီနေ့မှာတော့စာရေးသူဇေယနာရာမညရေးသားထားတဲ့အောင်မြတ်တာနဲ့ဝိတကားမြေတကွက်ငရဲတသန်းဆိုတဲ့ဇာတ်လမ်းလေးတင်ဆက်ပေးခြင်းပါရယ်ဇာတ်လမ်းလေးမစသေးခင်မှာ channel လေးကို like ကန် subscribe လေးနဲ့ဇာတ်လမ်းတိတိတင်တိုင်းသိရှိနိုင်မှုလဲဒီဒီလေးလေးနှိပ်ပေးပါအောင်ရှင်ဒါဆိုရင်တော့ဇာတ်လမ်းလေးစလိုက်ပါပြီအမလီငါးနောက်မလာကြနဲ့တွားကြတွား ဝမ်းမိုက်ကနေဥရီအခွေလိုက်ထွက်ကြနေပြီးသွေးစိမ့်နေတတောင်းတောင်းကြကပြေးလွှားနေတဲ့ယောက်ျားတယောက်ရဲ့နောက်မှာတော့ကျဲတကောင်နှီးပါရှိရဲ့ခွေးနဲ့ကြီးနှစ်ကောင်ကမှန်ဖီရင်စားမတက်ဝါမတက်စိုက်ကြည့်နေခဲ့တယ်။အရှိရပြေးနေရလူကလည်းအခွေလိုက်ထွက်ကြနေရဲ့ဥထွေးတွေကိုလမ်းထဲပိုက်ပြီးပြေးနေရင်ချီကျော်ကလဲကျသွားတဲ့ချိန်ခွေးနဲ့ကြီးတွေကခုံအုပ်ပြီးအငမ်းမရကြိုက်ခဲပါလေရော။အမလီနာလာကြီးရဲ့ကြောက်ပါပြီ။နောက်မလုံတော့ပါဘူး။ကဲပါ ကယ်တော်မူကြပါရုတ်တရက်မျက်လုံးနဲ့မြင်လာတဲ့အာယုံကြောင့်အောင်မြတ်တာနေနဲ့မြိတ်ထားတဲ့မျက်လုံးတွေကိုဖွင့်လိုက်ပြီး လက်ထဲကင်ထားတဲ့အိုးကျန်းပက်လေးကိုဘေးမှာချထားလိုက်တယ်။မောင်ကဒီအိုးကျန်းအပဲ့ကိုယူပြီးဖယားဝီတက်ကမြေအပြင်ဘက်ကိုပြစ်ထုတ်လိုက်။အောင်မြတ်တာစကားကြောင့်မောင်ကောင်းလည်းအိုးကျန်းပက်ကိုကောက်ယူပြီးဖယားဝီတက်ကမြေအပြင်လက်ကိုပြစ်ထုတ်လိုက်တဲ့ချိန်တကူလုံးမှစက်သိန်းတွေထားလာပြီးဖိနေနေရှိနေဖြစ်သွားခဲ့တယ်။မောင်ကောင်း ဘာဖြစ်တာလဲမသိဘူးစရာကျွန်တော်တကူလုံးစက်သိန်းနေထလာတာပဲသိရဲ့ခုနကမင်းပြေးထုတ်လိုက်တဲ့အိုးချမ်းပဲရဲ့နောက်ွယ်မှာလူမသိသူမသိနဲ့ဝေကျွေးခံနေရတဲ့သူတယောက်ရှိရဲ့ညာအခုတော့မင်းအနေနဲ့ဒီနောက်ပဲသိထအောင်မနှမ်းကြရဲ့ဖြစ်ချောင်းကုန်စင်သိရအောင်ပါပါမောင်ကောင်းလဲအောင်မြတ်တာစကားကြောင့်သိကျင်စိတ်ကိုမြူချကလူနေတဲ့ရင်းမြေပေါ်မှာလဲချကကြောစမ်းလိုက်တယ်လူကြီးတိတ်နေတဲ့ချိန်လေတဖြူးဖြူးတိုက်နေတဲ့အချိန်ကြောင့် မောင်ကောင်းမျက်လုံးတွေလီလာပြီးမိကနေဖြစ်သွားတဲ့ချိန်တာထပါအောင်ဆိုတဲ့အတန်းကြောင့်မျက်လုံးဖွင့်ကြည့်လိုက်ရရွှေအိုရောင်ထောင်မသိန်းကိုဝှက်ထားပြီးစပင်ဖားလျားချထားတဲ့မိမတယောက်ကိုမြင်လိုက်ရတယ်တခါမှမမြင်ဘူးတဲ့မိမကြောင့်မောင်ကောင်းအနှဲငယ်စဉ်းစားပြီးခမားကဘာတူလဲကျုပ်ကိုတိလို့လားတိလို့ရောက်လာတာပေါ့တာရဲ့ခမားမျက်နှာကျုပ်ထက်တောင်ငယ်မဲပုံမဲဘာသားလဲဗျမောင်ကောင်းစကားကြောင့် ရှေ့မှာရန်နေရဲ့မိမကသဘောကျစွာတခိခိနဲ့ရည်လိုက်တယ်။ပြီးရင်တော့မျက်နှာကိုလက်နဲ့တက်ချလိုက်ရာဆက်ချောင်းနဲ့အရွယ်မင်းမပြုံရုပ်ကနေအသက်80အရွယ်ပယင်းနီတွုန်နေတဲ့အဖွားအုပ်ကြီးဖြစ်ချက်ချင်းပြောင်းသွားခဲ့တော့တယ်။ဒီလောက်ဆိုတာမီးအရွယ်ဖြစ်ပြီလား။ရုပ်ကသာအိုမင်းနေပြီမဲ့အတန်ကမင်းမငယ်တယောက်တိုင်ဖြစ်နေတဲ့အတွက်မောက်ကောင်းပါဇက်အဟောင်းသားနဲ့အံ့ဩနေတဲ့အချိန်အရင်စိတ်မလောက်ရှားပါနဲ့။ ဒီအမေကအချိန်မကျသေးလို့လာမတွေ့ရတာပါအခုအချိန်ကျလာပြီဆိုတော့တားအနေနဲ့တီးတင်တီးထိုက်တာလေးရေးတီးရအောင်လာပြောပြတာဒါဆိုခမားအကျုပ်ကိုဘာပြောပြမှာလဲတားအုပ်စရာရွေးချယ်လိုက်တယ်ဆိုတာသိရနေရအမေလေပြုံလုံးလို့တနေ့ကုန်ငုံနေခဲ့တာတားအနေနဲ့ဆရာလက်အောက်မှာပညာရည်သင်ပြီးလူတွေကိုကူညီပေးပါတားအုပ်လူဘဝလှူလန့်ရတာကလည်းအမေတို့အသက်ရှင်စေကာလာမှာမလုံနိုင်ခဲ့တဲ့အလုပ်ကိုလုပ်စေခြင်းလို့ ဒါဆိုကျုပ်ကဘာလုံးရမှာလဲစိတ်မလောပါနဲ့အုံးလောလောဆယ်တားအနေနဲ့အမြင်နဲ့အကြားတွေမမြင်ရသေးလို့ပတ်ဝန်းကျင်မှာဘာတွေဖြစ်ပျက်နေရဲဆိုတာအသေးစိတ်မသိနိုင်အောင်ဒါကြောင့်အမေတို့ရဲ့မျိုးရိုးစင်ဆက်သုံးလာတဲ့ပစ္စည်းတစ်ခုကိုလာပေးရလက်ထဲကင်ထားတဲ့ပူပွားအထုပ်ကိုကမ်းပေးလိုက်တယ်ဒါကအမေတို့ဘိုးဘွားတွေလက်ထက်တည်းကသုံးလာတဲ့နှက်ဆေးပြပဲနှက်ဆေးပြဆိုတာဘာလို့လို့ရလဲကျုပ်ကဘယ်လိုနေရာမှာသုံးရမှာလဲတားအနေနဲ့ ဆရာအနောက်ကိုလိုက်ဖို့ဆိုရင်တာမန်လူတွေမမြင်မကြားနိုင်တဲ့အရာတွေကိုကြားသိဖို့လိုရလေအခုဒီနတ်ဆေးပြာကိုဘူးရဲ့ဘေးမှာရှိတဲ့ရွှေချောင်းနဲ့တို့ယူပြီးအမြင်အာရုံရစေခြင်းမျက်စိရဲ့ကိုထည့်ပါအကြားအာရုံရစေခြင်းတော့နားထဲကိုထည့်ပါ သူ့အနေနဲ့အမြင်အကြားနှစ်ခုလုံးကိုသုံးမရတဲ့အတွက်လိုအပ်တဲ့အရာကိုစဉ်းစားပြီးသုံးပါတာဆေးပြာကိုသုံးတဲ့အခါမိမကြီးကစကားမပြတ်ခင်မှာတစုံတရာကိုတွေ့မြင်ပြီး ကျောင်းလမ်းနဲ့မျက်နှာထားနဲ့အရှိအာနေဖြတ်ခနဲပြကွယ်သွားတဲ့ချိန်အိမ်မက်ကနေလန်နိုးလာခဲ့တော့တယ်။ဇီရီရင်ပြင်ပေါ်မှာရှိနေရဲ့ညောင်မင်းပေါ်ကနေအောင်မြင်နေကြတဲ့ကျင်းရက်တီရဲ့အတန်းကြောင့်အိမ်မြော့နေရဲ့မောင်ကောင်းတယောက်နိုးလာတဲ့ချိန်ကိုလည်းတန်းစင်ပြီးရနဲ့မြို့ထဲကိုသွားဖို့ရှိရဲ့မြ мян လုံးဆိုတဲ့အတန်းကြောင့်ဘေးမှာချထားတဲ့လွဲအိတ်ကိုကောက်လွယ်ကမျက်နှာသိဖို့ရေရင်းရှိရဲ့ဘက်ကိုထွက်လာခဲ့လိုက်တယ်။မျက်နှာသိနေရဲ့အချိန် ညာရထားတဲ့နတ်ဆေးပြောင်စံသက်ခြင်းတဲ့စိတ်တွေတဖွာဖွာပေါ်လာတဲ့အတွက်ကြုံဘူးကိုဖွေးမိဆေးပြောင်ရွှေချောင်းနဲ့တို့ကမျိုးလုံးတစ်ဖက်ကိုတစ်ချက်စီထည့်လိုက်တဲ့ချိန်အလေးနဲ့တကူကမျိုးလုံးဖွေးမိရအောင်စူးဝင်လာခဲ့တယ်။မောင်ကောင်းလည်းအလေးအောင်ပျောက်သွားတဲ့အထိမျိုးလုံးကိုလက်နဲ့အုပ်ပြီးနေနေခဲ့ပြီးပျောက်သွားတော့မှဖွင့်ကြည့်လိုက်ရာရေရင်းနဲ့ရအုပ်ပေါင်းနေကိုတွေ့ကပ်ပြီးနေနေတဲ့ပုံကိုတချို့မြင်လာရတော့တယ်။ငယ်စဉ်တည်းကအစိမ့်တည်းရဲ့နာနာဘဝတွေနဲ့ရင်းနှီးခဲ့သူမို့ အလုံးဝကျူးကြောင်းလန့်တာမှဖြစ်ပေမဲ့အနေငယ်တော့လန့်သွားခဲ့တယ်။ရေရင်းထဲမှာမိတွယ်နေတဲ့သူတွေကသူတို့ကိုကြည့်နေရမောင်ကောင်းအောင်မြင်တော့ဝမ်းသာအားရနဲ့စကားပြောနေတဲ့ဟန်ကိုမြင်ရတယ်။အဲဒါကြောင့်ပဇန်းလောက်တာကိုပဲမြင်ရပြီးအတန်မကြားတော့မှအိမ်မက်ထဲမှာပြောခဲ့တဲ့အကြောင်းကိုစဉ်းစားမိပြီးစိတ်ကိုထိန်ကပြန်ထွက်လာတဲ့ချိန်ရေရင်းမောင်မောကနေမီးလောင်မှုတွေထနေရလက်တစ်ဖက်ထွက်လာခဲ့တယ်။မောင်ကောင်းလည်းရုတ်တရက်မှုအနောက်ကိုစုပ်ပြီးကြည့်လိုက်ရာ မီးလောင်မှုတွေထနေရဲ့လက်ထက်ရနေမြေကြီးမုတ်တွေထွက်ကြလာတာမြင်လာရတော့တယ်။အားလုံးနောက်ဆုတ်ကြစမ်းဆိုရဲအတန်နဲ့တူနာနာပါဝါတွေအားလုံးရေထဲကျနေရဲ့စီကွက်ကိုလက်နဲ့တို့လိုက်တယ်လို့အဝေးကိုလွင့်ထွက်သွားခဲ့တယ်။မောက်ကောင်ဒီဘက်လာခဲ့အောင်မြတ်တာရဲ့ခေါ်တန်ကြောင့်လွယ်အေးကိုပိုက်ပြီးရက်နေရဲ့မောက်ကောင်တယောက်မျက်နှာငယ်လေးနဲ့ရှေ့တိုးလာခြင်း။နက်ဆေးပြောင်နောက်တခါအခွင့်မရှိဘဲမတုံးမိစေနဲ့။ငါးကားအကန့်ရှင်ပိုင်ဆိုင်တဲ့ပစ္စည်းမျိုး မတင်ထားကြလို့မသိကြအောင်ဆောင်ပြီးလှုပ်ပေးထားခဲ့တာဒီဆေးပြကြောင့်မင်းရဲ့အသီးစိတ်တွေလှုပ်သွားနိုင်တယ်လို့တဲကျင်လေးဟပ်ပြီးယူသွားနိုင်တယ်ဆိုတာသိထားပါကျွန်တော်မသိလို့သုံးမိရပါခုလည်းမြည်နေတဲ့အရာတွေအလုံးနာနာဘာဝတွေနဲ့ပြည့်ကျက်နေလို့ဆေးစွမ်းကိုဖျက်လို့ရရင်ဖျက်ပေးပါစီယာဆေးပြသုံးတဲ့အချိန်တိုင်းမင်းနဲ့ပတ်သက်တဲ့ပဋ္ဌာန်းဆက်တစ်ခုခုပေါ်လာမယ်ဆိုတာအိမ်မက်ထဲမပြောသွားဘူးလားအဲ့လိုတော့မပြောဘူးစီယာဒါဆို ကျွန်တော်ကဒီအမြင်တွေပြဖို့ဘာလုပ်ရမှာလဲမင်းခုနရေတွင်းနာမှာမိလာမှုတွေထနေရဲ့ပုံကုတ်တရားမြင်ခဲ့ရသေးလားဟုတ်တယ်ဆရာ ကျွန်တော်မြင်ခဲ့တယ်နောက်ပြီးသူ့လက်ထဲကမြေမုတ်တွေကျဲချနေအောင်လဲတွေ့ခဲ့တယ်အဲဒီလူကမင်းညာငါတို့တွေ့ခဲ့တဲ့အိုးချမ်းပဲ့နဲ့ပတ်သက်နေရသူပဲဒါဆိုကျွန်တော်ဘယ်လိုလုပ်ရမလဲမင်းအနေနဲ့ဆေးပြောင်းသုံးခဲ့ပြီလို့သူနဲ့ထိုက်တန်တဲ့ကုညီမှုတစ်ခုကိုလုပ်ရလိမ့်မယ်ဒါကြောင့်မြူရဲသွားပြီ ဇီရီပဒဝံအနီးတဝိုက်မှာအိုးဖောက်တဲ့မိသားစုတစုနေခဲ့လားဆိုတာအရင်စုံစမ်းပါအကြောင်းအရာအချက်လက်သိချာစုံစမ်းပြီးပြီဆိုရင်ငါတို့ရှေ့ဆက်လုပ်ရမယ့်ကိစ္စတွေထပ်ပြောမယ်ဆရာကမျိုးရဲမလိုက်တော့ဘူးလားလောက်ဆရာတခုရှိသေးလို့မလိုက်တော့ဘူးစုံစမ်းပြီးပြီဆိုရင်မိသားစုဝင်တူအူကိုခေါ်ပြီးတော့ဒီကိုပြန်လာခဲ့မောင်ကောင်းလဲအောင်မြင်တာစကားကြောင့်အိုးဖောက်တဲ့မိသားစုကိုရှောင်ပြီးမျိုးရဲထွက်သွားခဲ့တယ်တမျိုးလုံးကုန်စင်တလောက်ဖြစ်တဲ့ဒီစုံစမ်းမိမယ် ဇီရီပဒုံနားမနေရဲ့ဥဖုတ်တယ်မိသားစုကိုရှာမတွေ့ခဲ့ပေ။ဒါကြောင့်အစိပ်ပြက်လက်ပြက်နဲ့ဘူရယုံအဟောင်းပေးမှထိုင်နေရောအဝေးစားခန့်နွမ်းနွမ်းဝိစင်ထားတဲ့ယောက်ျားတယောက်နာကိုမယောင်မလဲရောက်လာခဲ့တယ်။ဒီမှာမိကမျိုးလေစီရီပဒုံနားမနေခဲ့တဲ့ဥဖုတ်တယ်မိသားစုကိုဘာကြောင့်လိုက်ရှာနေရလဲ။ခမားကဒီမိသားစုကိုတိလို့လား။ငါမေးတာကိုသာဖြေစမ်းပါ။မိကဘာကြောင့်ဒီမိသားစုကြောင့်စုံစမ်းနေရလဲ။အဲဒီမိသားစုရဲ့မှာ မီးလောင်ပြီးတိတ်ဆုံးခဲ့တဲ့သူရှိမရှိသိကျင်လို့ပါသိရောခမားကဘာလို့မလို့လဲမနက်ကဖျားပရဝုံထဲမှာရှိရဲ့ရေတွေမှာမျက်နာတင်နေတော့မီးလောင်ဖူးတွေတကူလုံးပြည့်နေတဲ့လူတယောက်ကိုမြင်လိုက်ရတယ်ကျုံမြင်ရတာလူမဟုတ်ဘူးနော်ဒီလောက်ဆိုခမားသဘောပေါက်မှာပါအဲ့ဒီရောဘာဖြစ်လဲသူအားစရိယာမကျုံမလို့ဘူးဆိုတော့ကျုပ်တည်သားပဲဟမ်သူဆိုတာဟုတ်တယ်ခမားမြင်ရတဲ့သူကကျုပ်ရဲ့အဖူပဲကျုံမွေးကစားခမားပြောတဲ့ဖျားနာမှာ ။ဒူးနေအိမ်နေမရှိသေးဘူး။ကျုပ်ဘိုးကတော့ဖះနောက်မှာရှိရဲ့မြေကွက်လက်မှာအိုးဖုတ်တဲ့အလုပ်ကိုလုပ်တယ်။ဒါတွေကလည်းကျုပ်ကိုမွေးစားခဲ့တဲ့အမေနည်းပြောပြလို့သိရတာပါ။ဟုတ်ပြီဟုတ်ပြီ။ဒါဆိုခင်ဗျားကျုပ်ရှာနေရဲ့မျိုးဆက်ပဲ။မောင်ကောင်ကဝမ်းသာအားရနဲ့ငလေစင်းရဲ့လက်ကိုအတင်းဆွဲလိုက်တဲ့ချိန်ဟဲ့လို့ခင်ဗျားဘာလုပ်တာလဲ။ကျုပ်စိတ်လောသွားလို့တောင်းပန်ပါတယ်။ကျုပ်စရာအဲ့ဒီမိသားစုဝင်တူအူအူကိုတွေ့ရင်ခေါ်လာဆိုပြီးပြောလိုက်လို့ပါကျုံမလိုက်နိုင်ဘူ ကျုပ်ကလည်းဖះမြေခိုးလို့မင်းအောင်တည်းရဲ့မိသားစုအားဆိုတာအမေနဲ့ရလွယ်ပြီးဘသူမှမသိဘူး။ဒါမဲ့လွန်ခဲ့တဲ့တနေ့လောက်ထဲကလာပြီးလာကွယ်နေနေဆိုရင်ဒီကိုယ်လုံးမင်းအောင်ဘူးတွေခြာနေတဲ့လူတယောက်အိမ်မက်တဲရောက်လာပြီးတော့သူ့ကိုလှုပ်အောင်လှုပ်ပေးဖို့လာပြောခဲ့တယ်။ဒါကြောင့်ခမားနောက်ကိုလိုက်လာပြီးတည်တင်းတီးထိုက်တာလာပြောပြတာ။ကျုပ်လည်းကုန်ချမ်းရအောင်မှမလို့ခွင့်ပြုအောင်။မောင်ကောင်ဘာမှဆက်မပြောနိုင်ခင်မှာပဲ။ညနေစိမ်းလူကဘူတာတိရှိရဲ့ဘက်ကိုထွက်သွားခဲ့တယ်။ ညနေရောက်တော့ဥဖုတ်တဲ့မိသားစုကြောင့်တီးခဲ့တဲ့လောက်ပြောပြဖို့ဖခင်ရဲ့မြေမော်တက်လာတဲ့ချိန်ဆရာဖြစ်သူကခေါင်းတညင်ငိမ့်နဲ့တရားထဲစကားတွေပြောနေရမြင်လိုက်ရတယ်။အောင်မြတ်သားလည်းမောင်ကောင်းတက်လာတော့မြင်တော့ဟန်မပြတ်နေလိုက်ပြီ။ဘလို့လဲမောင်ကောင်းရှာတွေးခဲ့လား။ရှာတွေးခဲ့တယ်လို့ပြောရမှာပဲဆရာ။ဒါနဲ့ तू ကမလိုက်လာဘူးလို့နေရဲ့။ဒါနဲ့ကျွန်တော်ကဆေးပြာကိုတုံးထားပြီးသားမို့လား။ဒါတော့ဘာကြောင့်တခြားပုံကိုယ်တွေကိုထပ်မမြင်ရလဲ။ ဆေးပြာအခြေခဏအတွက်ပဲအသုံးဝင်တာမင်းအနေနဲ့အချိန်တိုင်းမြင်ချင်းတော့တမထကိုတိုးတက်အောင်ကြင်ကြံလေအင်းရနဲ့တမထကြောင့်တည်ပြီးသားမို့လားအောင်မြတ်သာစကားကြောင့်မောင်ကောင်းမျက်နှာတည်သွားပြီဇီရီရဲ့တင်းနေတာတောက်ကိုသွားကပတိစိတ်နေခဲ့တယ်ပတိစိတ်နေတဲ့အချိန်မှာစိတ်ကတောင်ရောင်မြောင်ရောင်နဲ့ဘလို့မှမတည်ငြိမ်တဲ့အတွက်တနအီလောက်ကြိုးစားစိတ်ပြီးထလာခဲ့လိုက်တယ်အဲဒီအချိန်ဇီရီရဲ့မြောက်ဖတ်မှုတစောင်းမို့ကိုလူတယောက်တက်လာတာမြင်လိုက်ရလို့ ခေါင်းဆောင်မိကြည့်လိုက်ရာနီးလျာတွေးခဲ့တဲ့လူဖြစ်နေရတယ်။မောင်ကောင်းလည်းစိတ်တရားနေဝမ်းသာသွားပြီမဲ့မျက်နှာပိုးကိုထိန်းကဟဲ့လူခမရဘာလာလောက်တာလဲ။တစားမော်တက်လာတဲ့သူကမောင်ကောင်းရဲ့စကားကိုမကြားဟန်နဲ့တဖြည်းဖြည်းဆက်တက်လာခဲ့တယ်။ဒါအောင်မြင်တော့သူ့ခေါ်တော့ပြန်မဖြေရမလားဆိုပြီးစိတ်တုန်ရုံရှိသေး။တက်လာတဲ့လူရဲ့ခန္ဓာကိုယ်ကတဖြည်းဖြည်းရှေ့ကိုကိုင်းကြလာပြီးယုံကြည်ဆိုသလိုအဆွဲတပွေးပွေးနဲ့ခွေးနဲ့တကောင်ဖြစ်သွားခဲ့တယ်။မောင်ကောင်းလည်းယုံကြည်ရမို့ အစံအဟောင်းသားနဲ့မှင်တက်နေတဲ့ချိန်ခွင်းနဲ့ကြီးကအရှိန်နဲ့ပြေးလာပြီးမောင်ကောင်းရဲ့လယ်မျိုးခုံအောင်လိုက်ရာအလန်တကြားဖြစ်ပြီးမျက်နှာကိုလက်နှစ်ဖက်နဲ့ကြွေထားမိလိုက်တယ်။အဲဒီချိန်သူ့ရဲ့ဘေးကနေလေတိုးတန်တစ်ချက်ကြားလိုက်ရပြီးခွင်းနဲ့ကြီးရဲ့ငဲသံပါအော်ရဲတန်ဦးပါတစ်ဆက်ထဲကြားလိုက်ရတယ်။ရုတ်တရက်မှုဘာဖြစ်သွားမှန်းမသိရဲ့မောင်ကောင်းကအုတ်ထားတဲ့လက်ကိုဖယ်ပြီးကြည့်လိုက်ရာစောနာကမြင်ခဲ့တဲ့ခွင်းနဲ့ကြီးမရှိရောပဲသူ့ဘေးမှာရန်နေတဲ့ဆရာဖြစ်သူကိုသာမြင်လိုက်ရတယ်။ ခုနမြင်နိုင်ရတဲ့ခွေးနဲ့ကြီးကဘယ်ကနေဘလို့ရောက်လာလဲစီယာမင်းခုနပြုလုပ်နေရဲ့အမှုကိုမကြိုက်လို့ဖြစ်မှာပေါ့ကဲကဲအဲ့ဒါလေးအသာထားပြီးငါနောက်လိုက်ခဲ့ဒီနေရာကိုငါးပေလောင်ရောက်တဲ့အထိတူးကြည့်ရင်အပြည့်တစ်ခုရလာလိမ့်မယ်ခုချက်ချင်းတူးရမှာလားစီယာဟုတ်တယ်အခုတူးရမှာတူးနေတဲ့ချိန်ဘာတန်ကြကြဘယ်မြင်ငွေးကိုပဲမြင်မြင်လှဲ့မကြည့်နဲ့ကြာလားဟုတ်ကဲ့စီယာရှုံမြင်အမျိုးအစားဖြစ်ပေမဲ့နေရာဒီဖြစ်လို့၆ကက်နေရာကြောင့် ၃မိနစ်လောက်ကြီးအခက်အခဲမရှိတူးလာခဲ့ပေမဲ့လေးမိနစ်အနက်ရောက်တော့အနီးနားမှာရှိတဲ့တစ်ပင်တည့်ရတရလေးမတိုက်ပဲတဝောဝောနဲ့လှုံရင်းလာတဲ့အတန်းကိုကြားလိုက်ရတယ်။စိတ်ထင်းမထဲနဲ့လှုပ်စရာရှိတာဆက်လို့အားကုန်လွှဲချလိုက်တဲ့ပေါတူးရှင်ကမြေကြီးထဲမှာရှိနေတဲ့အရာတစ်ခုကိုထိမိသွားတာကိုသိလိုက်ရတဲ့ချိန်ဒီရင်နေတဲ့သွေးတွေကမြေကြီးတရနဲ့အပြင်ပန်းထွက်လာတာ哦။လာရောက်မိန်ပြပြအောင်မှမြင်လိုက်ရတယ်။ဆရာသွေးတွေထွက်လာပါလား။ ဘာလို့ရမလဲအောင်မြတ်တာမျက်လုံးထဲမှာတော့ဘာမှမမြင်ပေမဲ့မောင်ကောင်းရဲ့အမြင်မှာတော့ထွက်လာတဲ့သွေးတွေကတဖြည်းဖြည်းများလာပြီးချိန်မျက်စိအထိကိုရောက်လာတာမြင်တွေ့ခဲ့ရတယ်အာယုံမများနဲ့ဒါမင်းကိုလှည့်စားနေရဆက်တူတာရခင်ကအချောင်းလန်းနေနဲ့ပတ်သက်ပြီးအတွေ့အကြုံရှိခဲ့တဲ့မောင်ကောင်းကလှုံရှားနေတဲ့စိတ်ကိုတိညေရာအသက်ပြင်းပြင်းရှူလိုက်ပြီးလက်တရပေါတူးကိုအားကုန်ပေါက်ထည့်လိုက်ရခွဲဆိုတဲ့အသံတစ်ခုကိုကြားလိုက်ရတယ်ဆရာ မြေအိုအကွဲတွေအောက်မှာအများကြီးပဲမောင်ကောင်းတန်ကြောင့်အောင်မြတ်သာတွင်းရောက်ကိုငုံကြည့်လိုက်တဲ့အချိန်သူ့အလေးလေးဖြစ်နေတဲ့လူရဲ့ကုတ်ကိုကိုက်ချီကတလန်းချင်းရှောင်းလာတဲ့ခွေးနဲ့တကောင်မြင်လိုက်ရတယ်ခွေးနဲ့ကြီးကအောင်မြတ်သာကိုမြင်တော့ဒေါသတကြီးဟိန်းဟောက်ရင်ကိုက်ချီထားတဲ့လူကိုပြစ်ချကလွှာကနေခုံဝင်လာခဲ့ပေမဲ့အနာမရောက်ခင်မှာပဲအနောက်ကိုဝုန်းကနေပြန်လွင့်သွားခဲ့တယ်ဆရာဒီမှာလာကြည့်ပါဦးအောင်မြတ်သာကတော့မောင်ကောင်းစကားကိုပြန်မပြေနိုင်သေးပဲ။ လဲကြနေရကပြန်ထလာတဲ့ခွေးနဲ့ကြီးကိုလက်ပြန်ရိုက်ထုတ်လိုက်အောင်မလန်းမကန်းမှရှိရဲ့ထမ်းမိမှာသွားကပ်နေခဲ့တယ်။အဲဒီရောမှခွေးနဲ့ကြီးကအမိကုတ်ကတအီအီအော်ရင်အမောင်တူတဲကိုပြေးဝင်သွားခဲ့တယ်။ဆီယာဒီမှာကြည့်ပါအောင်လို့။ဘာတွေးလို့လဲမောင်ကမြေဦးရရနဲ့ထွက်လာတာထမိန်နေနဲ့တူတယ်လို့ပဲ။ရားသလောက်ကုန်စုထားလိုက်။ကုန်ပြီဆိုရင်အပေါ်ပြန်တက်လာခဲ့။ဆီယာဒီအဝေးဆုပ်တရားဘလို့ဖြစ်ပြီးဖျားပရဟုံနဲ့ရောက်နေရတာလဲ။ လောဘဇောကအယားယောင်အမိုက်မောင်ဖုံးစီရလေဒီပြည့်ရဲ့ကြောင့်အရှင်လန်းလန်းမီးလောင်သေးခဲ့ရတယ်လို့တေးပြီးတော့လေညဘက်ရောက်တိုင်းခွေးနဲ့တည်းရဲ့စားတောင်းနှိမ့်ဆက်ခြင်းခံနေရတာဒါဆိုရင်သူ့ရဲ့မျိုးရိုးကိုရှာခိုင်းတာရောဘာအကြောင်းကြောင့်လဲဒီအကြောင်းတော့မနှဲရောက်ရင်တေးချာတိမှာပါအခုတကူလုံးလဲပြေးကြနေပြီဆိုတော့ရေချိုးအနာယူတော့မောင်ကောင်ရေချိုးပြီးရဲ့အချိန်မှာတော့အောင်မြတ်တာတနင်္ဂနွေတောင်းမှထိုင်ပြီးပဒီစိတ်နေရတဲ့အတွက်ဘာမှမပြောတော့ဘဲ နေ့စဉ်လုံးဝမဲ့အင်းချတဲ့လုပ်ကိုဆက်လုပ်နေခဲ့တယ်။မောင်ကောင်အင်းချနေတဲ့ချိန်မျိုးလုံးကငိုင်းတဲ့ငိုင်းလာပြီးလောဝတဲမီရတဲ့အထိပြစ်လာခဲ့တဲ့အတွက်အုတ်ခုံမော်လက်တင်ကမှီးလိုက်တဲ့အချိန်မီးပြို့မီးမီးနားထဲမှာအော်လိုက်တဲ့တန်ကြောင့်အိတ်ချစ်နေရဲ့မျိုးလုံးတွေကိုပုတ်တက်ပြီးကြိတိုင်ရာညာဦးပိုင်းကတူးထားတဲ့မြေချင်းဘက်ကနေကြီးမားတဲ့မီးကြောင်တစ်ခုတက်လာတာမြင်လိုက်ရတယ်။အဲဒီချိန်မီးတောင်တွေတရာနေတကူလုံးမီးဆွဲလောင်နေတဲ့လူတယောက် ကမူးရှူလိုပြေးထွက်လာပြီးအနားမှာရှိတဲ့ရေရင်းလေးကိုဝုန်းဝန်းနဲ့ခုံချသွားတာမြင်လာရတယ်။မောင်ကောင်းလည်းဘာဖြစ်မှန်းမသိလို့ကြောင်အန်းအန်းနဲ့ကြည့်နေတဲ့ချိန်ရေပုံးနဲ့ကိုစီကင်ထားတဲ့လူတချို့ကသူ့ကိုယ်ရာနဲ့ဖြက်ပြီးမီးလောင်နေတဲ့အိမ်မက်ကိုထွက်သွားခဲ့တယ်။ဘယ်နေရာရောက်နေလဲ။ဒီလူတွေကငါ့ကိုဘာလို့မမြင်ကြရလဲ။မောင်ကောင်းတယောက်တအန်းတအောနဲ့ရေရွနေတဲ့ချိန်မိသားတွေကြားထဲကနေတဖြည်းဖြည်းလမ်းရှောင်းလာတဲ့ဆရာဖြစ်သူကိုမြင်လာရတယ်။တတိကက်ဆန် စိတ်အင်းနာကိုလိုက်ရင်ဘယ်တော့မှအောင်မြင်မှာမဟုတ်ဘူးဆိုတဲ့တန်ကိုကြားတော့မှတတိပြန်ဝင်လာခဲ့တယ်အဲဒီချိန်သူ့နားတဝိုက်မှာတော့မိကိုညှော်နှက်နေပြီးညီဆိုးဆိုးပုတ်အဲ့အဲ့အနံ့နေလှိုက်ထွက်နေခဲ့တာတတိထားမိခဲ့တယ်ဆရာသူတို့တွေကျွန်တော်ပဲတောင်းလျှောက်နှောက်ယှက်နေကြပါလားဟုတ်တယ်ဒီခက်ခဲတွေကိုမင်းအနေနဲ့ရှင်းဆိုင်နိုင်မှရမယ်အခုစိတ်ကိုပြန်ထိမ့်ပြီးတည်ငြိမ်အောင်လုပ်ထားမင်းအာယုံနဲ့ဝင်းနာသမ ्या ကို တဆက်ကမ်းမှလက်မခံနဲ့အကုတ်ဖြတ်ပြင်းလိုက်။အောင်မြတ်သားစကားကြောင့်မောင်ကောင်းလည်းတင်မလီခွေထိုင်ပြီးစိတ်ကိုတည်ငြိမ်အောင်ထိန်းထားလိုက်တယ်။ဟိတ်ကောင်ဒီအပြစ်သားကိုဘတော်မှတာရုခေါ်ခွင့်ရအောင်မလုပ်ပေးနိုင်ဘူးဟဲ့။တစောင်းခေါမှုပေါ်ကနေရုတ်တရက်အော်လိုက်တဲ့အတန်းကြောင့်အောင်မြတ်သားဖြတ်ခနဲ့မော့ကြည့်လိုက်ရာထမ်းမေတပင်တော့အမြင်ရှိရဲ့ခြေရောက်နှစ်ချောင်းကတစောင်းကိုခွာလျက်အနေထားထိုက်နေရဲ့ပုဂ္ဂိုလ်တရားကိုမြင်လိုက်ရတယ်။မျက်လုံးဖွင့်မကြည့်နဲ့ စိတ်ကိုတည်ငြိမ်အောင်ထားစမ်းငါတို့လုပ်နေတဲ့ကိစ္စတွေကမင်းပေါ်မူတည်နေရဲ့ဆိုရက်စိတ်ကက်ထားအောင်မြတ်တာတင်းမလီခွေထိုင်းနေရဲ့မောင်ကားကိုတတိပေးပြီးတစားဘက်ကိုမျက်နှာမူလိုက်တယ်တင်းရဘလို့အညိုတေးတွေကြောင့်ဒုက္ခခံနေရတဲ့သူတွေကိုအလိုမပေးချင်တာလေလုံးဝလှုပ်မပေးနိုင်ဘူးတင်းတို့ပြုတ်ပေးရဲ့ကုသိုလ်တွေကိုလည်းဒီကောင်မရစီအောင်ဒါသူတို့ရဲ့အာဟုသူအကျိုးတိုင်းပြန်ခံနေရတာတင်းတို့လည်းကိုလန်းကိုသွားပါဒီလိုမှမဟုတ်ရင်တော့ငါအကြောင်းသိစေရမယ် အတင်ကဖယားဝိတကမြေကိုစောက်ရှောက်နေတဲ့နဘလူးဖြစ်ဟန်တူတယ်။ကျောက်ကဘယ်အလုံးမစိုးကို့ထစ်မြေကျန်တဲ့လှုပ်တဲ့သူမဟုတ်လို့ဒီတစ်ခေါက်ဖြစ်ရမှာလဲပြစ်တန်ကနေရှော့ချနိုင်တဲ့သူကိုတတ်နိုင်သလောက်ကူညီပေးရမှာပဲ။တင်ဟာကျောက်တို့ကိုထပ်ပြီးနှောက်ရှက်နေမယ်ဆိုရင်တော့အမိတ်အာနာကိုတုံးပြီးဆုံးမရလိမ့်မယ်။အောင်မြတ်တာစကားဆုံးမှာတော့ဖယားမြေကိုစောက်တဲ့နဘလူးကစိတ်ဆိုးမှန်ဆိုးနဲ့ခြေအောက်ကိုစောက်ချလိုက်ရ။တစားမှမူးထားတဲ့သူပြားရဲ့အာလုံး လေမတိုက်ပဲတဝုံဝုံနဲ့ရင်းစင်ထွက်ကုန်တော့တယ်။တင်းအင်းနဲ့လက်မခံနိုင်ဘူးဆိုတော့ကြုံလုံးစရာရှိရာလောက်ရမှာပဲ။ဒီနေမျိုးပိုင်တဲ့မျိုးစအဖူခုချက်ချင်းကြုံရှိကိုရောက်လာပြီးတော့ဒီပုဂ္ဂိုလ်ရဲ့ကိုယ်လှုပ်မရအောင်ဖမ်းချုပ်ထားစီ။အောင်မြတ်သာသုံးခွက်အင်းကိုလက်မဆုပ်ကမ်းပြီးအမိတ်ပေးလိုက်ရာရှင်လျားတဲ့သပင်ဖြူတွေကိုဖားလျားချထားပြီးအစစ်ကိုစစ်ပါတဲ့တာဝိယိုကန်ထားတဲ့မျိုးစအဖူကြွလာပြီးတော့တစားကိုခွာရထားတဲ့ပုဂ္ဂိုလ်ရဲ့ခြေရောက်တီကိုလုံးမရအောင်ချုပ်နှောင်ထားလိုက်တယ် မျိုးစတင်ရကျုပ်ကိုဘာကြောင့်ခုလိုလှုပ်တာလဲကျုံလေဒီစီယာရဲ့အမိတ်ကိုလွန်ဆန်လို့မရလို့လှုပ်တာပါတင်းနေနဲ့စိတ်ကိုလျှော်ပြီးလမ်းရောပေးလိုက်ပါမရအောင်လုံးဝခွင့်မလွတ်နိုင်အောင်အရှိတ်တောင်ကျော်မှာစောင့်ကြက်နေရဲ့တောင်ဆောင်နဲ့ဘလူလေးပေါ်အနေနဲ့ခုချက်ချင်းကျုပ်ရှေ့ရောက်လာပြီးတော့ဒီတကောင်သားရဲ့ပါးစပ်ကိုဖွင့်မရအောင်တင်းတို့ရဲ့လက်ဆွဲတော်လမ်းနဲ့ထိုးဆိုင်ထားကြည်မျိုးစအဖိုးအနေနဲ့ဒီပုတ်ကိုခိတ္တဆောက်ကြည့်ပြီးဘုမြတ္တာရဲ့ခံပါတယ်ကောင်းပါပြီ ကျုပ်ကိုယ်တိုင်တေချာစောင့်ကြည့်ပေးပါမယ်။အောင်မြတ်ကလည်းမျိုးဆောင်ဖို့တာဝန်ပေးပြီးရနဲ့ရေရင်းရှိရဲ့ဘက်ကိုမျက်နာမှုကရေရင်းထဲမှာနေထိုင်ကြတဲ့လောကသားအပေါင်းကိုကျုပ်အမိတ်နဲ့ဆင့်ခေါ်လိုက်တယ်။အမိတ်တန်ကြားနဲ့အားလုံးထွက်ခဲ့ကြပါ။ပြောလိုက်တော့ရေရင်းထဲကနေပုံတရံအစုံအရွယ်စုံနာနာဘာဝတွေကကုတ်တွယ်ပြီးတက်လာခဲ့ရာရင်းမြင်တစ်ခုလုံးပြည့်နှက်သွားခဲ့တယ်။တင်းတို့ထဲမှာကျုပ်လို့ချိန်တန်တဲ့သူတွေရှိသလို့ အပြေးတံကနေလျှော့ပေါ်ရမယ်သူတွေရှိရဲဆိုတာကြောက်တည်ရဲ့ဒါကြောင့်မနှက်ဖြန်ညနေကြရင်ရင်းပြင်းပေါ်မှာအကျိုးလို့ပွဲတစ်ခုလုပ်ပေးမယ်အာဟုသူများတဲ့သူတွေကတော့အမြဝေတန်ကိုကြားရမှာမဟုတ်ပဲအာဟုသူနဲသူတွေကတော့ကြားရမှာဖြစ်ပါတယ်ဒီထဲမှာဖရာဝိတကမြေကိုခိုးယူပြီးအိုးဖုံးလုံညာလုတ်ခဲတဲ့ပုံကိုရှိရထွက်ခဲ့ပါအောင်မြတ်တာစကားအဆုံးမှာနာနာဘဝအုတ်တေကတကူလုံးမီးတောင်ဖူးရင်နဲ့အတန်ဒီလန်ဒီရဲ့ပုံကိုတရားထွက်လာတယ် တင်ရတော့မလုံသိတဲ့အရာကိုလုံခဲ့မိပေမဲ့အသက်ရှိစဉ်ကဇေဒီတော်ရဲ့ဂျူတိုင်နေမှာရေတက်ပယ်ဖို့မြေအိုးတွေလှူခဲ့တဲ့ကုသိုလ်ကြောင့်ဒီအကျိုးလို့ပွဲကိုတာရုခေါ်ခွင့်ရလိုက်မယ်။ဒါမှမယ့်အပီးတိုင်လွမြောက်မှာမဟုတ်ဘူးဆိုတာတော့သိထားပါ။အောင်မြတ်သာစကားဆုံးမှာမိလောင်ဖူးတွေထနေရဲ့ပုံကဝမ်းသာစွာနဲ့ငိုကြွေးပါလေရော။အခုအစပြီးကိုနေရာကိုပြန်ပြီးနေကြပြီရော။နေ့ပြန်ညနေစောင်းခေါင်းလောင်းတီးရနဲ့တာရုခေါ်ဖို့ကြွလာကြပါ။ အရာအလုံးပုံမှန်ပြန်ဖြစ်သွားနဲ့အောင်မြတ်သာမောင်ကောင်းတရားဖြုတ်ခိုင်းပြီးတော့မနေ့ကျရင်ဘူရန်ယုံသွားလိုက်ပါဟူရောက်တာနဲ့ဦးဖုတ်သမားရဲ့ဆွေမျိုးကိုတွေ့အောင်ရှာပြီးညနေကျရင်အကျုလို့ပွဲမှာအမျှဝီဖို့ဖိတ်ခဲ့ပါသူကမလာဘူးပြောရင်ဘယ်လိုလုပ်ရမလဲသူလာပါလိမ့်မယ်တွေ့အောင်ရှာပြီးပြောဖို့ပဲလိုတာပါဒါဆိုရင်မနေ့သူ့ကိုရှာပြီးပြောလိုက်ပါမယ်မိုးလင်းတော့မောင်ကောင်းတရားဘူရန်ယုံဘက်သွားပြီးတော့မနေ့ကတွေ့ခဲ့တဲ့လူကိုသွားရှာခဲ့တယ်ဒီမှာ ညနေကြရင်ကျုပ်တို့နေရဲ့စီဒီမှာအကျုပ်လို့ပဲလှုပ်ဖို့ရှိရဲ့ခင်ဗျားတို့ချောင်းလန့်နေရဲ့အိမ်မက်ဆူကလူမြောက်စီချင်းဒီပွဲကိုလာပြီးအမြအတန်းဝေပေးပါကျုပ်နေနဲ့ဒီလောက်ပဲပြောနိုင်တာမို့ခွင့်ပြုပါအောင်မောင်ကောင်ပြောပြရနဲ့ဟဲ့မပြန်လှည့်ထွက်တဲ့ချိန်ဟဲ့လူခဏနေရောဘာပြောစရာရှိလို့လဲမင်းညာကျုပ်အိမ်မက်မှတ်တယ်အိမ်မက်တဲမှာသူငိုနေရဲ့ကျုပ်ကိုစကားတွေပြောပေးမယ်သူပြောတာနားမလည်ဘူး ဒီလောကမှာတယောက်တည်းကြံခဲ့တဲ့ဆွေမျိုးကမင်းမဲရှိရမှုမင်းပေးရဲ့အမျှတန်းသူ့လိုချင်လို့ဖြစ်မှာပါညနေမင်းကိုစောင့်နေပါမယ်ညနေဆောင်ရောက်တော့ဇီရီဘောကိုပင်းဆောင်ထားတဲ့တန်ကားရိအပြင်အကျိုးလိုပွဲကိုစိတ်ဝင်စားပြီးလာရောက်ကြတဲ့လူတွေလည်းရောက်လာတော့တယ်မောင်ကောင်းကတော့လူတွေကြားထဲမှာမနက်ကတွေ့ခဲ့တဲ့လူကိုရှာပြီးမှမတွေ့ရကြောင်းတန်ကားရိုတွေအနားယူတဲ့ဘက်ကိုထွက်လာခဲ့တဲ့ချိန်ဟဲ့လူကျုပ်ပါကူညီပေးရမလဲဆိုတဲ့တန်ကြောင်လှည့်ကြည့်လိုက်ရအောင် ငပြောသည်နှစ်ပြီးကိုလက်မဆွဲထားတဲ့ကုံထန်းသမားကိုမြင်လိုက်ရတယ်။ဟာဗျာကျုပ်ကမလာတော့ဘူးတော့ထင်နေတာ။အစားကတော့မလာတော့မလို့ပဲ။ဒါပေမဲ့တခြားသူတွေလည်းလာကြတော့ကျုပ်မလာပဲနေလို့မရတော့ဘူးလေ။ခမားလာတာကိုသူတို့မြင်ပြီးဝမ်းသာကြမှာပါ။ရေစဲကြအမျှဝီတဲ့အချိန်မှာလူပုဂ္ဂိုလ်တွေရဲ့အနောက်ကနေတာရုခေါ်တဲ့တချို့ထွက်လာခဲ့တယ်။ဟုတ်ကဲ့ပါရှင်။စာရေးသူဇီယနာရာမညရည်သားထားတဲ့အောင်မြတ်တာနဲ့ ဝိတကမြေတကွက်ငရဲတသက်ဆိုတဲ့ဇလံကတော့ဒီမှာနေပြီးဆုံးပါပြီဇလံလေးကိုအပေးခဲ့လို့လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်